22ခုမြောက်သောဇာလံအပိုက်ငယ်1မှ31အကျွန်ုပ်ဖေယားအကျွန်ုပ်ဖေယားအဘဲเจ้าအကျွန်ုပ်ကိုစွန့်ပစ်တော်မူသည်အကျွန်ုပ်ကိုမကယ်တင်ဘဲအကျွန်ုပ်အော်ဟစ်သောစကားကိုနားမထောင်ဘဲအဘဲเจ้าအဝေးမှနေတော်မူသည်အကျွန်ုပ်ဖေယားဤအခါအကျွန်ုပ်အော်ဟစ်တော်လဲကိုရောသည်နားမထောင်ပါ ညအခါအော်ဟစ်တော်လဲတက်တာချင်းတို့မရောက်ပါ ကိုရောမူကားဣဒရီလာအမျိုးသားတို့ချီးမွမ်းရာ၌ကျင်းဝတ်လျက်တန့်ရှင်းခြင်းရှိတော်မူ၏အကျွန်ုပ်တို့ဘိုးဘီတို့သည် ကိုရောကိုကူးစားကြပါ၏ကူးစားကြသည်တွင် ကိုရောသည်ကဲ့တင်တော်မူ၏သူတို့သည် ကိုရောကို အော်ဟစ်၍ကဲ့တင်ခြင်းတို့ရောက်ကြပါ၏ ကိုရောကိုကိုးစား၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြပါ၏အကျွန်ုပ်မူကားလူမဟုတ်ပိုးကောင်မြသားဖြစ်ပါ၏လူများကဲ့ရဲ့စရာ လူစုအဆက်ခွဲစရာဖို့ဖြစ်ပါ၏အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပြည့်ရဲ့ပြုခြင်းနှုတ်ခမ်းဖြဲခြင်းခေါင်းငိမ်ခြင်းကိုပြုကြပါ၏သူသည်သာရဖျားကိုကိုးစားပြီး သူကိုနှုတ်တော်မူပါလေစေသူ၌အလိုတော်ရှိလျင်ယခုပင် ကဲတင်တော်မူပါလေစေဟုဆိုကြပါ၏သို့တော်လေကိုရောသည် အကျွန်ုပ်ကို အမိဝမ်းတဲကဆွဲယူ၍ နုစုသည်ကာလ၌စိုးရင်ချင်းအကြောင်းကိုပယ်ရှင်းတော်မူ၏အကျွန်ုပ်သည်ဖွားကလေးကပင်လက်တော်သို့ရောက်ပါ၏အမိဝမ်းထဲမှဆ၍ကိုတော်သည်အကျွန်ုပ်၏ဖျားသခင်ဖြစ်တော်မူပါပြီအကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်ဘေးအန္တရာယ်ရောက်လူနီးပါပြီမဆသောသူမရှိပါ နွာလာဥတ္တဖတို့သည်အကျွန်ုပ်ကိုဝိုင်း၍ အာကြီးသောဘာရှန်ဥတ္တဖတို့သည်ဝန်းရံလျက် နေကြပါ၏။ကြိုက်ဖြတ်၍ဟောက်တက်သောချင်းသေးကဲ့သို့အကျွန်ုပ်ကိုပါဇက်ဟကြပါ၏။အကျဉ်ုပ်သည်ရေကဲ့သို့တွန်ချင်းကို ခံရ၍အယိုးအစစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏အကျဉ်ုပ်နှလုံးသည် ဖျောင်းကဲ့သို့ဖြစ်၍ရင်ထဲမှာအေးကြိုလျက်ရှိပါ၏အကျွန်ုပ်ခွန်အားသည်အိုးချမ်းကဲ့သို့ခန်းချောက်၍ရှာလဲပါရိုး၌ကတ်လျက်ရှိပါ၏အကျွန်ုပ်ကိုသေးမြေတိုက်အောင်ချတော်မူပါပြီခွေးတို့သည်အကျွန်ုပ်ကိုဝိုင်းလျက်စုဝေးသောလူဆိုးတို့သည်ဝန်းရံလျက်နေ၍အကျွန်ုပ်၏လက်ခြေတို့ကိုထိုးပေါက်ကြပါပြီ ကိုအယိုးရှိသမျှတို့ကိုအကျွန်ုပ်ရေတွက်နိုင်မှ၏သူတို့သည်အကျွန်ုပ်ကို ကြည်မြင်၍အားရလျက်နေကြပါ၏အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍အကျွန်ုပ်အင်းကြီးကိုစည်ရည်တန်ချကြပါ၏အိုးသာရဖျားအကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်အကျွန်ုပ်ဤခွန်အားဗလာအကျွန်ုပ်ကိုမဆာခြင်းငှာအလင်းအမြန်ကြွလာတော်မူပါ အကျွန်ုပ်အသက်ကိုဓာဘေးမှ၎င်းအကျွန်ုပ်အချစ်ဆုံးကို ခွေးလက်မှ၎င်းကယ်လွတ်တော်မူပါချင်းသိကတွင်မှအကျွန်ုပ်ကိုကယ်တင်၍ကြံ့ဦးချိုထဲမှအကျွန်ုပ်ခေါ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်သည်တည်င်းတော်ကိုညီအကိုတို့အားကြားပြောပါမည်ပရိသတ်အလယ်မှကိုရောကိုချီးမွမ်းပါမည်သာရဖျားကိုကြောက်ရွံ့သောအချင်းတို့ချီးမွမ်းခြင်းကိုပြုကြလောယာကုပ်အမျိုးအပေါင်းတို့ဂုံ ယေရှုတော်ကိုဖော်ပြကြလော့ ဣသရေလအမျိုးအပေါင်းတို့ကိုရောကိုကြောက်ရွံ့ကြလောအကြောင်းမူကားနှိမ်ချလျက်ရှိသောသူဤနှိမ်ချသောအဖြစ်ကိုမတိမဲ့မြင်ပြုတော်မူသည်မဟုတ် မျက်နာရောကိုမလွဲအဟစ်တော်အခါနားထောင်တော်မူပြီးအကျွန်ုပ်သည်မဟာပရိသတ်အလယ်မှာကိုရောကိုချီးပွမ်း၍ကိုရောကိုကြောက်ရွံ့တော်သူတို့ရှိမှတစ္ဆာဂတိထားသည့်အတိုင်းတစ္ဆာဝတ်ကိုဖြေပါမည်နှိမ်ချလျက်ရှိသောသူတို့သည်ဝါစွာစားရကြလိမ့် မည်။ထာဝရဘုရားကိုရှာသောသူတို့သည်ချီးမွမ်းကြလိမ့်မည်။သင်တို့စိတ်နှလုံးသည် အစဉ်အမြဲအားဖြည့်ရလိမ့်မည်။ မြေကြီးစွန်းရှိသည်များတို့သည်တတိယ၍ထာဝရဘုရားထံတော်သို့ပြောင်းလဲကြလိမ့်မည် လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ကိုးကွယ်ကြလိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်စိုးစံပိုင်တော်မူ၏လူမျိုးတို့ကိုမင်းပြုတော်မူ၏မြေကြီးပေါ်မှာကြွယ်ဝသောသူအပေါင်းတို့သည် စား၍ကိုးကွယ်ကြလိမ့်မည်ကိုအသက်ကိုမဆောက်နိုင် ြေမှုန့်တို့ဆင်းရတော်သူအပေါင်းတို့သည်လည်းရှေ့တော်၌ညွတ်ပြတ်ဝတ်သွားကြလိမ့်မည် သူတို့အမျိုးအနွယ်သည်လည်းဝတ်တော်ကို ပြုသည်ဖြင့်လူအစဉ်အဆက်တို့သည်ထာဝရဘုရား၏တည်တင်းတော်ကို ကြားရကြလိမ့်မည်ဤသို့စီရင်တော်မူပြီးဟု သူတို့သည်ပေါ်လာ၍တရားသောအမှုတော်ကိုဖွားသောလူမျိုးအားဖော်ပြရကြလိမ့်မည်အာမင် God bless you